နိုင်ငံတိုင်းလူမျိုးတိုင်းမှာကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုနဲ့အမှုပညာလက်ရာတွေရှိကြသလိုမတူညီတဲ့ဒေတာတွေမှာလည်းမျိုးစုံကွဲပြားတဲ့ဒေတာအလားပါတွေရှိကြပါတယ်။ဒါရီကိုသိရဖို့ကြပြဆန်သောတရုတ်နိုင်ငံအနောက်ပိုင်းဒေတာခီးစဉ်ကိုကြည့်လိုက်ကြရအောင်။ စီချွန်ပြည်နယ်နဲ့နိုင်ငံတော်ဝန်ကအရေးပါတဲ့သတင်းတွေကိုနေ့စဉ်ဖော်ပြနေတဲ့သတင်းထုတ်ဝေခြင်းကဏ္ဍအွန်လိုင်းနဲ့မိုဘိုင်းပလက်ဖောင်းများမှတဆင့်သတင်းများကိုချိတ်ဆက်ဖြန့်ဖြူးနေတဲ့ Digital Media လုပ်ငန်းကဏ္ဍအစိုးရရဲ့မူဝါဒများနဲ့ပြည်သူအကျိုးပြုလုပ်ငန်းများကိုအသိပညာပေးနေတဲ့ပြည်သူဝန်ဆောင်မှုကဏ္ဍစီချွန်ပြည်နယ်ရဲ့ရိုးရာယဉ်ကျေးမှုနဲ့ခေတ်ပေါ်အကြောင်းအရာများကိုဖော်ကျူးနေတဲ့ယဉ်ကျေးမှုနဲ့ဖြောပြရေးကဏ္ဍ စတဲ့အဓိကလုပ်ငန်းကဏ္ဍကြီး၄ခုလိုနဲ့လည်ပတ်နေတဲ့စီချွန်နေစဉ်သတင်းစာလုပ်ငန်းစုစည်းကိုအခုလိုပဲတွားရောက်လေ့လာခဲ့ကြပါဗျ။ဆလဘီစီချွန်ပြည်နယ်ရဲ့သမိုင်းကြောင်းအစားအစာနဲ့အမှုပညာတို့ကိုတပြိုင်နက်တည်းခန်းစားနိုင်တဲ့ကွမ်းချိုင်ရှန့်စီလို့ခေါ်တဲ့ချိန်တူးမြို့ရဲ့လမ်းချင်းလမ်းကျယ်သမိုင်းကြောင်းယဉ်ကျေးမှုလမ်းကိုတွားရောက်ခဲ့ပြီးရှေးဟောင်းယဉ်ကျေးမှုနဲ့ခင်မီဖော်ရွေမှုတို့ကိုပေါင်းစပ်ထားတဲ့ရိုးရာစီချွန်ပြည်သူကလက်ရာတွေ ရိုးရာစီချံစားတောက်ဆိုင်တွေတရုတ်ရိုးရာလက်မှုပစ္စည်းဆိုင်တွေနဲ့အမှုပညာပြကန်းတွေဇင်ကန်ဟိုတယ်တွေခင်မီကဖေးဆိုင်တွေစတာတွေကိုလည်းလက်ပတ်ကြည့်ရှုခန်းစားခဲ့ပါသေးတယ်။နောက်တစ်နေ့မှာတော့ ပိုးလမရဲ့အရေးပါတဲ့ခီးသွွာလာရေးနဲ့စီးပွားရေးစကန်တစ်ခုအဖြစ်တမိုင်းတစ်ချောင်းမှာထင်ရှားခဲ့တဲ့တပ်ပန်ရှေးမျိုးဟောင်းစီကိုလက်ပတ်ခဲ့ကြပါတယ်။တပ်ပန်မျိုးလေးဟာတာကစ္စတန်လူမျိုးများရဲ့ရှေးခေတ်နေထိုင်ရာဒေသဖြစ်ခဲ့ပြီးတော့ရှေးဟောင်းယဉ်ကျေးမှုတမိုင်းရဲ့ဘီတုကာလက်ရာတွေကိုစိတ်ဝင်စားသူတွေအတွက်ထူးခြားတဲ့ရှေးမျိုးဟောင်းတစ်မျိုးလည်းဖြစ်ပါတယ်။တပ်ပန်မျိုးလေးစီကိုတွားရောက်ခဲ့တဲ့အတွေ့အကြုံတွေကိုအခုလိုပဲဝေမျှလိုက်ရပါတယ်။ ်ကျွန်တော်တို့ရှေးမြို့ဟောင်ရှုခင်းတာဆောင်ကလည်းရှေးရောက်အမွေနဲ့ထိန်းသိမ်းမှုကိုအလေးထားပါတယ်ကျွန်တော်တို့တာပန်ချန်ဒေသရင်ကျေးမှုအမွေနဲ့ထိန်းသိမ်းရေးဌာနရဲ့လုပ်ငန်းမှာအတူပါဝင်ပြီးရှေးရောက်အမွေနဲ့ထိန်းသိမ်းကာကွယ်ရေးအစီအစဉ်တချို့လုပ်နေပါတယ်我叫。 ခီးသွောင်းဧည့်သည်တွေအများဆုံးလာတဲ့အချိန်ကတော့9လပိုင်း10လပိုင်းဆိုအများဆုံးလာကြတာပါပဲ။အယောင်ရဆုံးပစ္စည်းတွေကတော့ကြောက်စိမ်းပစ္စည်းတွေ၊ရိုးရအင်းကြီးတွေနဲ့အုပ်ထုပ်တဲ့အပြင်လက်ရကောင်းတဲ့ကော်စောတွေကအယောင်ရဆုံးပါပဲ။နောက်ထပ်နေရာလေးကတော့တရုတ်နိုင်ငံရဲ့အဓိကသဘာဝစားအိမ်တစ်ခုဖြစ်ပြီးတော့စီးပွားရေး၊သမိုင်းနဲ့သဘာဝအလှတရားအတွက်အရေးပါတဲ့တပ်ပံမျိုးဧရိယာအတွင်းကယန်ဟူကန်စားကန်မှာအဲဒီကန်ကစားပဝင်မှု30ရာခိုင်နှုန်းကျော် ပင်လယ်ရေထဲဆယ်စားပုံငန်းပါတယ်။တရုတ်နိုင်ငံရဲ့အကြီးကစားထုတ်လုပ်ရေးဒေတာတစ်ခုလည်းဖြစ်ပြီးတော့ဒေတာကန်တို့ကရိုးရာနီးတွေနဲ့စားခဲတွေကိုစုဆောင်းကြပါတယ်။စမှုနဲ့အိမ်သုံးစားတွေထုတ်လုပ်တာကြောင့်ဒေတာကန်တွေအတွက်ဝင်ငွေတိုးဝှားစေပါတယ်။ရှင်ချမ်းကိုလာရောက်တဲ့ခရီးသွားတွေအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ဒီစားကိုကြောက်ကောင်းချက်ချင်းစားလို့မရဘူးတန်းစားလို့မရဘူးတုံးလာနေဘူးလဲအဲ့နေဘူးလဲလို့ပြလာတဲ့စားကိုပါဆိုဆိုင်ဦးလဲပါတာကျွန်တော်တို့ငွေပြန်စစ်တာကျွန်တော်တို့

လူမှုကွန်ရီရေးအပိုင်းတက်ကြီးရွယ်ဦးစောက်ရှောက်ရေးတွေနဲ့လူငယ်လူရွယ်တွေပြိုးထောင်ဖို့ကိုအစိုးရကအားစိတ်ဆောင်ရွက်ပေးထားတာကိုလည်းတွေ့ရပါတယ်။လူရန်စားပေါင်းစုံရဲ့ဟိုစိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်တဲ့နေရာတစ်ခုလို့ကျွန်တော်တို့ယူဆတယ်။ထူးခြားတဲ့နေရာဖြစ်တယ်။ဖြစ်တော့ဒီဒေတာမှာရှိနေတဲ့နေရာအလုံးကကြည့်လိုက်မြင်လိုက်အဆောက်အဦတွေအားစပ်တပင်ပန်းမှန်နေရာစအကုန်လုံးကထူးခြားတဲ့ မြင်ခွင့်နေရှိတယ်လေဒါကြောင့်မလို့ကျွန်တော်တို့ဒီညသွားအောင်မဲ့ပါချာကြီးဈေးဆိုလည်းပဲဒီ data ရဲ့ trademark တွေအများကြီးတွေ့ရမယ်လို့ကျွန်တော်တော့မျှော်လင့်ထားတယ်နိုင်ငံတကာပါချာဈေးပွဲတော်ဟာကမ္ဘာအကြီးဆုံးပါချာဈေးတစ်ခုဖြစ်ပြီးတော့ရှေးဟောင်းပိုးလမ်းမယဉ်ကျေးမှုနဲ့ရှင်းချမ်းရဲ့တိုင်းရင်းသားလူမျိုးစုရိုးရာတွေကိုတစုတစည်းတဲ့တွေ့နိုင်တဲ့ဈေးတစ်ခုလည်းဖြစ်ပါတယ်တပါကြလို့ခေါ်တဲ့ကျွန်တော်တို့ဈေးကြီးပဲဖြစ်ပါတယ်ခင်ဗျာအခုချိန်အရဆိုရင်ကျွန်တော်ည9နာရီကျော်အချိန်ဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ဒီချိန်မှာအားလုံးမြင်ပါတယ်ကျွန်တော်ကောင်းကင်ကြီးရဲ့လင်းနေသေးတယ်လူတွေလည်းအများကြီးစီနေပါသေးတယ်ခင်ဗျာ Grand Bazaar တကယ်တမ်းပြောရရနာမည်ကြီးတဲ့နေရာပါ Grand Bazaar နဲ့ပတ်သက်တဲ့ UG Channel တွေမှာအများကြီးကြည့်ခဲ့ဘူးပါတယ်သူတို့ရဲ့ယဉ်ကျေးမှုအမွေနှစ်တွေနဲ့ဆိုင်တဲ့ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေရှိတယ်အစားတောင်းတဲ့ဆိုင်တွေပတ်သက်ဒီနေရာအဆုံဆုံးပဲလို့အကိုထင်တယ်ဒီနေရာတော်တော်လေးဟိုစိတ်ဝင်စားစရာကောင်းတဲ့နေရာလဲပတ်လို့ကောင်းတဲ့နေရာလို့အကိုထင်ပါတယ်နောက်ထပ်နေရာကတော့ရှင်းချမ်းပြတိုက်ပါ အဲ့ဒီပြတိုက်မှာရှင်ချန်းဒေတာရဲ့နှစ်ပေါင်း၄၀၀၀ကျော်ကတမိုင်းချောင်းနဲ့ရင်ကျေးမှုအမွေအနှစ်တွေကိုလေ့လာဖို့အကောင်းဆုံးနေရာဖြစ်ပြီးတော့ရှင်ချန်းကိုလာရောက်သူတိုင်းမဖြစ်မနေလဲပတ်သက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီကနေ့ရောက်တဲ့ဒီရှင်ချန်းပြတိုက်ကကျတော့တမုံထိုးကြတာပါလဲဆိုတော့သူကနှစ်ပေါင်းတောင်းချီတဲ့ရင်ကျေးမှုအမွေအနှစ်တွေကိုသူကပြသထားနိုင်တာကိုလည်းတွေ့ရတယ်တရုတ်နိုင်ငံမှာဒီရှင်ချန်းနယ်ပြည်နယ်ဟာလည်းပဲချီဟောင်းပိုလန်မှာရဲ့တစိမ့်တစ်ပိုင်းဖြစ်ပြီးတော့မှအဓိကလည်းကြားခဲ့တာဖြစ်တဲ့အခါကျတော့လာရောက်လေ့လာမယ်ဆိုရင်အင်တန် တန်ဖိုးရှိတဲ့ဘုဒ္ဓရာကြီးရသွားမယ်လို့တင်ပြခြင်းပါဤပညာတွေတိုးတက်နေတဲ့ဒီနေ့လိုခေတ်ချိန်ခါမှာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံမှာဘာတွေလှုပ်ဆောင်နေလဲဟိုဇာစစ်ချူတွေပါကျွန်တော်တို့ထုတ်လုပ်တာကအရသာကောင်းမွန်တဲ့ခရင်ကြီးတီပါခရင်ကြီးတီစိုက်ပျိုးရေးမှာကျွန်တော်တို့ကသိပ္ပံဤပညာတွေကိုအသုံးချပြီးချိန်ဆပါတယ်အရသာကောင်းမွန်တဲ့ခရင်ကြီးတီကိုကျွန်တော်တို့စိုက်ပျိုးထုတ်လုပ်နိုင်တာပါဖန်လုံအိမ်ပျိုးခင်းတစ်ခုလည်းရှိပါသေးတယ်ဖန်လုံအိမ်ပျိုးခင်းတစ်ခုလုံးကအလိုအလျောက်ပျိုးခင်းစိုက်ပျိုးရေးပါကွန်ပျူတာနဲ့ထိန်းချုပ်ရတာပါ တောင်းထားတဲ့နည်းပညာတွေကြည့်လိုက်တော့ဟောစိုက်ပျိုးရေးကိုဒီလိုပုံစံမျိုးတွေနဲ့လည်းကျွန်တော်တို့လဲပတ်လို့ရပါလားလူလူပုံပုံတွေအများကြီးအသုံးမပြုဘဲနဲ့ဟလာဒီဟိုဟာနည်းပညာနဲ့ပြည်ပပေါင်းဆက်ပြီးတော့ပဲနေ့စဉ်ဟိုတယ်တွေရဲ့လူအပ်ချက်တွေကိုသူက ဒီကဖြည့်ဆည်းပေးနေတယ်ဆိုတာကျွန်တော်တို့သိခွင့်ရပါတယ်။နိုင်ငံတကာကုံသွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်ရန်အခြေခံအဆောက်အုံလမ်းယထာစိတ်ကံဖွံ့ဖြိုးရေးနဲ့ယဉ်ကျေးမှုနည်းပညာဖလှယ်ရေးတို့ကိုရည်မှန်းချက်ထားတဲ့ရှင်းချမ်းဒေတာရဲ့ဝူးလူမှုကြီးနိုင်ငံတကာကုံတွင်းမိုင်းစိတ်ကံဆောင် ရှင်ချမ်းပြည်ပြည်ဆိုင်ရာကုန်လန်းစက်ကန်ကဘတ်ဒန်ရိုးရဲ့တရားဥပဖြစ်တယ်လို့ကျွန်တော်တို့ရဲ့နောက်ဆုံးဂိတ်လို့လည်းပြောနိုင်ပါတယ်။ရှင်ချမ်းဒေသအတွက် GDP တိုးတက်မှုပိုရှိလာစေတယ်။အကျိုးမြတ်အများကြီးရှိစေပါတယ်။အရေးဆုံးကုန်စည်ထောက်ပံ့ပို့ဆောင်ရေးရှိလာတော့စီးပွားကူးသန်းမှုတွေလည်းရှိလာမယ်။ဒီတော့မှသွာလာမှုတွေထက်ရှိလာမယ်။ဒီလိုလက်ပတ်မှုမျိုးရှင်ချမ်းဒေသရဲ့ဗတ်ပေါင်းစုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတစ်ခုလုံးကိုအရှိန်မြင့်တင်ပေးသွားမှာပါ။နောက်တစ်ချိန်မှာကျွန်တော်တို့ကဒီပိုလန်မှာစီမံခဲ့ရပြည်နိုင်ငံကြီးကဒီနောက်ပိုင်းဒေသရင်ပြီးတော့မှ ျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ဒီတောင်ပိုင်းဒေသကိုဖြတ်ပြီးတော့မှလာမယ်ဆိုရင်လည်းပဲဒီပို့ကုန်တွေကကျွန်တော်တို့နိုင်ငံအတွက်လည်းအဲနောက်ပိုင်းမှာထိရောက်တဲ့အထောက်အကူတွေဖြစ်လာနိုင်တာပေါ့ဒါဆိုရင်ကြပြာဆန်တဲ့တရုတ်နိုင်ငံအနောက်ပိုင်းဒေသခီးစဉ်ရဲ့အကြောင်းကိုသူတို့ဘာတွေပြောကြမလဲနားထောင်လိုက်ရအောင်ကျွန်တော်တို့လည်းကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒီတရုတ်မြန်မာချစ်ချည်ရေးကိုအရင်တည်ပြီးတော့မှကျွန်တော်တို့ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့အတွေးအမြင်တွေကဒီခီးစဉ်ကကျွန်တော်တို့အများကြီးပဲပေးစွမ်းနိုင်ပါတယ်ဒါကြောင့်မလို့ဒီတစ်ခေါက်သွားခဲ့ရတဲ့ ်ခေးစဉ်ခေါင်းစဉ်ပြောင်းပြောင်းမယ်ဆိုရင်ကြပြာဆန်သောဟလာတရုတ်ပြည်နောက်ပိုင်းခေးစဉ်ဟာတကယ်ပဲကြပြာဆန်လန်နဲ့ရံဘတ်ထမ်းမှာဆွဲကြံခဲ့တယ်လို့ပြောကြံပါတယ်ကျေးဇူးတင်ပါတယ်